ဆုံးဆုံးနေရာလေးပျော်ရွှင်ဆုံးနေရာ င်္ဂလာပါဒီနေ့မှာအလုံးနဲ့ပြန်တွေ့ရတာအရန်ဝမ်းသာတယ်ဒီနေ့မှာကျွန်မနောက်ကပတ်တော်အဖြစ်အနေငယ်ခွန်အားပေးဝင်ခချင်တာဖြစ်တယ်ကျွန်တော်တို့အသက်တာထဲမှာကျွန်တော်ရဲ့နှလုံးဟာအရန်အရေးကြီးတဲ့အကြောင်းကိုဒီနေ့မှာအနေငယ်ဝင်ခပေးချင်တာဖြစ်တယ်ဒီကလာမှာကျွန်တော်တို့ကျန်းစာထဲမှာပြောတယ်စိတ်နှလုံးကျန်းမာရင်တကိုယ်လုံးကျန်းမာခြင်းရမယ်လို့ကျွန်တော်တို့ကပြောထားတာဖြစ်တယ်အရောကျွန်တော်တို့ခန္ဓာစိတ်ဝိညာဉ်ကျန်းမာဖို့ရန်အတွက်အဓိကပါတယ်ကျွန်တော်ရဲ့စိတ်နှလုံးဖြစ်တယ်ကျွန်တော်စိတ်နှလုံးမကျန်းမာဘူးဆိုရင်ဘာမှလုပ်ခြင်းစိတ်လည်းမရှိသလို ကျမတို့ဘေးအရာမှကျန်းမာခြင်းမရရှိနိုင်ဘူးဖြစ်တယ်။ဒါကြောင့်ဘာပြောလဲဆိုရင်သုံးရအခန်းကြီးတအငင်းနဲ့မှာအချင်းချစ်သူတင်းအစ်စစ်နှလုံးတွေကောင်းစားတကယ်တော့တင်းဒီအရာရာ၌ကောင်းစားခြင်းနဲ့ကျမ်းမာခြင်းရှိမည်အကြောင်းငါဆုတောင်း၏တဲ့ကျမတို့စိတ်နှလုံးကောင်းစားတယ်ကျမတို့စိတ်နှလုံးကျမ်းမာတယ်ဆိုရင်အရာရာမှာကောင်းစားလာမှာဖြစ်တယ်ကျမတို့အရင်ဆုံးအပြင်းထန် 啊龙么冰嘞个麦巴龙嘞是，就马说生的龙过，哎 <noise>，冰嘞不现得落的；就马说也民族冰嘞啦，不现得生的龙冰嘞不落的；就马说也是狗嘞冰嘞不现得生的龙冰嘞不落的；就马说也追烤嘞，就马说卤嘞个民族民族，就马说拍呀个民族民族。 ပြောင်းလဲဖို့ရန်တဲ့ကျမတို့စိတ်အနေလုံးကိုအရင်ပြောင်းလဲပေးဖို့ရန်တဲ့လိုအပ်တာဖြစ်တယ်အာမင်ကျမတို့တုတ်တန်အခန်းကြီးလဲအငယ်23မှာနှလုံးဒီအသက်အခြေအမြစ်ဖြစ်သောကြောင့်တင်းအင်းနှလုံးကိုအထူးသဖြင့်ဆောင်းလျှောက်လောတဲ့။ဒါကြောင့်ဘုရားတရားကျမတို့ကိုပြောတယ်။ကျမတို့ရဲ့နှလုံးကိုအထူးသဖြင့်ဆောင်းလျှောက်ခိုင်းတာဖြစ်တယ်။ဘာကြောင့်လဲဒီမှာအထူးသဖြင့်လို့ပြောထားတာဖြစ်တယ်။အရန်အရေးကြီးတဲ့အတွက်ကြောင့်ဖြစ်တယ်။ကျမတို့ရဲ့နှလုံးဟာအရန်အရေးကြီးတယ်။စိတ်နှလုံးမကျန်းမာတဲ့သူက ဘယ်တော့မှခံတာလည်းမကြမ်းပါဘူးဖြစ်တယ်စိတ်နှလုံးမကြမ်းပါတဲ့သူကဘာလို့လို့သူမပျော်ရွှင်နိုင်ဘူး ဝမ်းမြောက်ခြင်းမရှိဘူးစိတ်နှလုံးမကျမ်းမာတဲ့သူတွေအသက်တာထဲမှာငြိမ်သက်ခြင်းတွေဝမ်းမြောက်ခြင်းတွေဘာမှမရှိဘူးကျမတို့ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းတွေဘာမှမရှိတဲ့အခါမှာခန္ဓာကိုယ်ကလည်းမကျမ်းမာနိုင်ဘူးဖြစ်တယ်။ဒါကြောင့်ကျမတို့အသက်ရဲ့အခြေမြပါလဲဆိုရင်စိတ်နှလုံးဖြစ်တယ်ကျမတို့နှလုံးကိုအထူးဆောင်ရှောက်ဖို့ရန်တက်လို့အပ်တယ်ကျမတို့နှလုံးသားကျမ်းမာမှကျမတို့စိတ်နှလုံးကောင်းစားမှအရာရာကောင်းစားမယ်တဲ့ချမ်းသာတဲ့မှာဒါကြောင့်ကျမတို့ ိတ်နှလုံးကောင်းစားလာဖို့ရတဲ့ဘာလို့ရမလဲကျမတို့အထင်းမှာဖះစကားကိုများများနေရပေးဖို့ရန်တော်လိုအပ်တယ်ကျမတို့စိတ်နှလုံးထဲမှာရှိတဲ့အတိုင်းကျမတို့နှုတ်ကနေမွတ်ဆိုတဲ့အတွက်ကြောင့်ကျမတို့ရဲ့စိတ်နှလုံးမှာဖះရဲ့စကားများများရှိဖို့ရန်တော်လိုအပ်တယ်ကျမတို့ကောင်းကြီး 自噶表内不一样的，就马如生的龙啊，刚起皮的那龙大比不落的；就马如金嘛金自噶的表内不一样的，就马如那龙大金嘛不一样的落阿的；就马如阿明金自噶的表内不一样的，就马如那龙大个阿明的那龙大比不一样的落阿的；就马如生的龙阿明的孙，就马如阿德大嘛了，阿明老嘛比的；就马如生的龙啊，江西的孙，就马如表的是噶瑞哈的，江西皮的是噶瑞皮老嘛皮的。 လူဟာကျမတို့ပြောတဲ့စကားတိုင်းအသက်ရှင်နေသူတွေဖြစ်တယ်ကျမတို့ဘာပြောလဲအရန်အရေးကြီးတယ်။ကောင်းကြီးရှိတဲ့စကားကိုများများပြောနိုင်ဖို့ရန်တက်ကျမတို့လိုအပ်တာဖြစ်တယ်။ကျမတို့ကောင်းကြီးရှိတဲ့စကားတွေအောင်မြင်တဲ့စကားတွေများများပြောနိုင်ဖို့ရန်အတွက်ဖျားစကားကိုများများအထဲမှာရှိဖို့ရန်တက်လိုအပ်တယ်။ကျမတို့စိတ်နှလုံးထဲမှာကြွေဝါးတဲ့နှလုံးသားဖျားသခင်ရဲ့စကားနဲ့ပြည့်နေဖို့ရန်တက်အရန်လိုအပ်တာဖြစ်တယ်။ အာမင်ကျမတို့ဒီမှာတုတ်တန်ချက်အခန်းကြီးလေးအငယ်20 20မှာပါပြောစငါသားငါစကားကိုနားထောင်လို့ငါဟောပြောသောချက်တော့ကိုနားသွင်းလို့တင်မျက်မှောက်မှမကွာစင်နဲ့နှလုံးတွင်း၌စောင့်ထားလို့အကြောင်းမူကားထူထရားစကားကို တွေ့ရသောသူတို့အသက်ရှင်ခြင်းတစ်ကိုယ်လုံးကျမ်းမာခြင်းအကြောင်းကိုတွေ့ရပြီတဲ့ထူတရားစကားကိုတွေ့ရသောသူတို့ဒီအသက်ရှင်ခြင်းတစ်ကိုယ်လုံးကျမ်းမာခြင်းအကြောင်းကိုတွေ့ရပြီတဲ့ ဒီဖယားဒီတရားစကားတွေဖယားစကားကိုကျမတို့အထဲမှာရှိလာဖို့ရန်တဘာလို့ရမလဲအပေါ်မှာပါပြောတယ်ငါဟောပြောချက်တို့ကိုနားသွင်းလို့တင်းမျက်မှောက်မှမကွာစင်နဲ့နှလုံးတွင်း၌စောင့်ထားလို့တဲ့ဖယားသခင်ရဲ့ဂတိတော်တွေဖယားသခင်ရဲ့စကားတွေကျမတို့ဆုံးမတဲ့စကားတွေကျမတို့အထဲမှာသူနှုတ်ကပတ်တော်တွေကို ကျမတို့နှလုံးထဲမှာတွင်းထားဖို့ရန်တော်လိုအပ်တယ်နှလုံးအတွင်းမှာစောင့်ထားဖို့ရန်တော်လိုအပ်တယ်ကျမတို့အထဲမှာနေရာပေးဖို့ရန်တော်လိုအပ်တယ်ကျမတို့အထဲမှာဖျားစကားတွေဖျားရဲ့ကတိတော်တွေများများတူထားတယ်ရှိတယ်ဆိုရင်ကျမတို့ဖျားအထူးဖျားစကားကျမတို့အသက်တာကိုအောင်မြင်ခြင်းထဲမှာခေါ်သွားမှာဖြစ်တယ်ကျမတို့ရဲ့ပြောစကားတွေလည်းပြောင်းလဲလာမှာဖြစ်တယ်ကျမတို့အထဲမှာဖျားစကားတွေများများရှိလေလေကျမတို့ကျမ်းမာခြင်းတွေရလာမှာဖြစ်တယ် ။ဒါကြောင့်ကျမသူတရားဟောစကားကိုတွေ့ရတော့သူတို့တကိုယ်လုံးကျမ်းမာခြင်းအကြောင်းကိုတွေ့ရပြီတဲ့။သင်ကျမ်းမာခြင်းတယ်ကျမတို့ကျမ်းမာခြင်းတယ်ဆိုရင်ဖရားစကားကိုများများအထဲမှာရှိဖို့ရန်တလိုအပ်တယ်။ကျမတို့အောင်မြင်ခြင်းတယ်ဆိုရင်ဖရားသခင်ရဲ့အောင်မြင်တဲ့နှုတ်ကပတ်တော်ကိုကျမတို့အထဲမှာများများရှိဖို့ရန်တလိုအပ်တယ်။ကျမတို့ရဲ့နှလုံးထဲမှာတခြားအရာတွေကိုမထည့်ဘဲနဲ့ဖျားစကားကိုထည့်ဖို့ရန်တလိုအပ်တယ် ကျမတို့အထဲမှာစိတ်နှလုံးထဲမှာသူများတွေကိုမြင်တဲ့အခါမှာမကောင်းတဲ့အမြင်နဲ့မြင်တာမဟုတ်ဘဲနဲ့ဖရာသခင်မြင်တယ်လို့မြင်နိုင်ဖို့ရန်အတွက်ကျမတို့ထိုဖရာစကားကိုကျမတို့အထဲမှာရှင်းဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်။ကျမတို့စိတ်နှလုံးကောင်းစားမှအရာရာကောင်းစားလာမယ်။ကျမတို့စိတ်နှလုံးကျန်းမာမှအရာရာကျန်းမာလာမှာဖြစ်တယ်။တဲ့ခန္ဓာကိုကျမ်းမာခြင်းလေးဆိုရင်လည်းကျမတို့ဖျားစကားကျမတို့အထဲမှာရှိဖို့လိုအပ်တယ်ကျမတို့နှလုံးသားကကျမ်းမာဖို့ရန်တက်လို့အပ်တယ် ကျမတို့အထဲမှာဖရားစကားမရှိဘူးဖရားသခင်ရဲ့နောက်ကပတ်တော်မရှိဘူးဆိုရင်ကျမတို့နှလုံးသားမကြမ်းမာနိုင်ဘူးနှလုံးသားကောင်းစားဖို့ရန်တကဖရားစကားပဲလိုတယ်ကျမတို့အထဲမှာဖရားစကားကိုမြတ်မြတ်တူထားရအောင်နှလုံးအတွင်းမှာစောင့်ထားရအောင်သုတ်တန်ကျမ်းမှာပြောထားတယ်လို့ဖရားသခင်ရဲ့စကားတွေဆုံးမစကားတွေဟောပြောချက်တွေကျမတို့အထဲမှာတူထားပြီးတော့နှလုံးအတွင်းမှာစောင့်ထားမယ်ဆိုရင် ကျမတို့ခန္ဓာစိတ်ဝိညာဉ်ကျမ်းမာခြင်းရလာမှာဖြစ်တယ်။ကျမတို့စိတ်နှလုံးကျမ်းလာကျမ်းမာလာတဲ့အခါမှာကျမတို့အရာရာကျမ်းမာလာမယ်၊ကောင်းစားလာမယ်၊ကျမတို့လှုပ်ခြင်းတဲ့အရာတွေလှုပ်နိုင်လာမယ်၊အောင်မြင်လာမှာဖြစ်တယ်။ဘုရားသခင်ရဲ့အောင်မြင်ခြင်းထဲမှာသွားနိုင်ဖို့ရန်တဲ့ အရင်ဆုံးကျမတို့နှလုံးသားကအောင်မြင်တဲ့နှလုံးသားဖြစ်ဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်။ဒါကြောင့်အားပေးခြင်းနဲ့ဒီနေ့မှာကျမတို့ရဲ့နှလုံးထဲမှာဘာရှိတယ်။ကျမတို့နှလုံးကိုဘယ်အရာတွေနဲ့ပြည့်စေလဲဆိုတာကျမတို့ပြန်လည်ပြီးတော့စမ်းစစ်ပြီးတော့ဖရားစကားနဲ့ပြည့်စေရအောင်။ဖရားသခင်ရဲ့ကျမ်းမာခြင်းနှုတ်ကပတ်တော်နဲ့ပြည့်စေရအောင်။ဖရားသခင်ရဲ့ကြွယ်ဝခြင်းနှုတ်ကပတ်တော်နဲ့ပြည့်စေရအောင်။ဖရားသခင်ရဲ့ အောင်မြင်ခြင်းနောက်ကပတ်တော်နဲ့ကျမတို့နှလုံးသားကိုဖြည့်ရအောင်ကျမတို့နှလုံးသားဟာအရင်ဆုံးပြောင်းလဲဖို့ရန်သွန်ဖက်ချချရအောင်လို့အားလုံးကိုအားပေးခြင်းနဲ့အားလုံးပေါ်ဖျားခြင်းအထူးကောင်းကြည့်ပေးပါစေအာမင်